မင်္ဂလာပါရှင်ရန်ကုန်ကတိ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကော့ဂရိတ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတိုက်ခိုက်သေးဆုံးမှုများပြားကြောင်းစစ်လျင်နဲ့ပေါင်ခွာပုံနေကျသောကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတိုက်ခိုက်သေးဆုံးများပြားကြောင်းလျင်နဲ့ပေါင်ခွာပုံနေကျချနေကြောင်းကချင်စစ်သတင်းမြစ်ကပြောတယ်။ယနေ့နိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမြောက်ရီကော့ဂရိတ်ဒေါနာတောင်လမ်းပိုင်းဟွန်ရှိနောင်ကိုင်းကျေးရွာတိဖို့ဆန်ကျေးရွာ ်မိဖာလဲကြရတော့မှဂျပန်စစ်ကောင်စီတပ်နဲ့ KNL ဘပေါ်တပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီဂျပန်စစ်တပ်ဘက်ကထိခိုက်ဒိဆုံများပြနေကြတော့ထို့ကြောင့်လေကြောင်းပစ်ကူခေါ်ရဆစ်လျင်နဲ့ပေါင်ကားဘုံတွေကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်အခုလေကြောင်းကပေါင်ကားပုံလေးလုံးနှစ်ကြိမ်လာကျဲမိဖလဲကြီးရကိုကြောက်ပေါကွယ်တဲ့တရင်ရတဲ့စစ်ခွေအထိနာလို့လာကျဲသွားတာကော့ဂရိတ်မြောက်ပိုင်းနောင်ကိုင်းထိပိုးဆက်နေရမှာစစ်ခွေလျာကြီးတဲ့တနေ့ကလည်းပုံလုံး60ကျောင်းဝိုင်တွန်းလေးနဲ့ကျဲချတယ်ဒီနေ့လည်းထပ်ပြီးထိနာလို့ဂျက်ဖိုက်တာစစ်ကိုခေါ်တယ် အောင်ဘိုးတက်မျိုးတွေလည်းအောင်ကိုတဲတန်သိမ်းမှုစစ်တပ်ကလုံနေရမရလို့လေချောင်းကနေမဲနေရလို့ကရင်စစ်တပ်မျိုးကပြောတယ်။အော်တိုဝါလဆော်ပိုင်းမှာစပြောမျိုးတွေကော့ဂရိတ်ဒေါ်နာတောင်လန်ပိုင်းဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းရှိကြတွေကိုထိန်းချုပ်နိုင်အတွက်စစ်ကောင်စီတန်းနဲ့ DKB ဘိုးပြီးဖွဲ့ရပူပါကစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်ဆင်လာတဲ့ပြင် KNL ဘူပေါင်တပွဲအတိုက်ခါရစစ်တပ်ဘက်ကဒီကိုက်တိစုံမျိုးပြကြောင်းထို့ကြောင့်စစ်တပ်ကကြုံလို့မျိုးဘက်ကနေစစ်ကိုယ်တွေပို့ဆောင်ကဆက်လက်ထိုးစစ်ဆင်နေတဲ့ပြင်အတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခြင်းဖြစ်ပါတယ်။ ဆလဘီတင်ဆက်ပေးမှာကတော့ဂျန်ဖို့ပါတီကရွေးကောက်ပွဲနိုင်ရရှိပြီးနောက်အစိုးရသိပွဲစည်းရင်လက်ရှိစစ်တပ်ကချမှတ်ထားနိုင်ငံရေး policy ကိုတော့ဆက်လက်ကျင့်သုံးသွားမယ်လို့ခင်ဗျာပြော LD ပါတီနဲ့ပတ်သက်ပြီးသဘောထားတင်မှာဂျန်ဖို့ပါတီကရွေးကောက်ပွဲနိုင်ရရှိပြီးနောက်အစိုးရသိပွဲစည်းရင်လက်ရှိစစ်တပ်ကချမှတ်ထားတဲ့နိုင်ငံရေး landscape policy တိုင်းတော့ဆက်ပြီးတော့သွားမည်ဖြစ်ကြောင်းဂျန်ဖို့ပါတီဥက္ကဋ္ဌခင်ကပြောတယ်နိုဝင်ဘာလ17ရက်နေ့နေပြည်တော်ရှိကျန်းဖို့ပါတီဌာနချုပ်မှပြုလုပ်တဲ့အောင်နိုင်ရေးခန်းနာမှလွတ်တော်ကိုယ်စားလှယ်လောင်းချုပ်ကိုခရင်ကလက်ရှိကျန်းခိုင်ပါတီကသွားမဲ့ မူဝါဒရွေးကောက်ပွဲကြေညာစာရမ်းနဲ့ပတ်သက်ပြီးပြန်လည်ရှင်းလင်းသိပေးရမှာထိုကဲ့သို့ထည့်သွင်းပြောဆိုခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီကစီကံပြေဝါရဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝါဒီမိုကရေစီစနစ်ကိုဆောင်ကျက်သူဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကျန်းဖို့ပါတီမှစစ်တပ်ပါဝင်ခိုင်မာတဲ့ဖွဲ့စည်းရေးထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကောင်းနေရှိပြီးတော့နိုင်ငံရေးတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အောက်ချုပ်မှုစွမ်းရည်ကောင်းနေရှိနေကြောင်းလက်ရှိကျန်းဖို့ပါတီနေဖြင့်စစ်တပ်ကချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်များအတိုင်းသာဆက်လက်ကြီးတက်သွားမည်ဖြစ်ပြီး နောက်ရှိဖွဲ့စည်းပုံခြေကဥပဒေနဲ့ညှိအုပ်ချုပ်သွားမယ်လို့ခင်ဗျားကပြောကြားခဲ့တယ်။တမ်မတော်ကမြန်မာနိုင်ငံရှိ Guardian of Democracy ဖြစ်ဆက်ရှိနေမယ်လက်ရှိတမ်မတော်ကချမှတ်ထားလမ်းစဉ်တွေအလုံးတိုင်းဆက်သွားမယ်။မဲဆွယ်နေရာမှာချမှတ်ထားမူဝါဒနဲ့လမ်းစဉ်တွေတိုင်းမှာမဲဆွယ်ဖို့မှားတယ်။အစိုးရဖြစ်လိုက်လည်းလက်ရှိလမ်းစဉ်တွေတိုင်းမှာချမှတ်ဆောင်ရွက်တဲ့ပါတီမှာတွေ့ကြုံကောင်းနေရှိတဲ့ခိုင်မာတဲ့ဖွဲ့စည်းရေးထောက်ခံမှုရှိတဲ့ပြည်ခိုင်ဖြိုးကပဲနိုင်ရမယ်လို့မှားတယ်။နိုင်ငံရေးလက်စင်တွေနဲ့ပတ်သက်ပြီး LDP ပါတီကိုချက်ဖို့ပါတီကရည်သူဖြစ်တာသဘောထားပြီးပါတီထွင်းသဘောထားတင်မှတော့ဆိုတွေက LDP ပါတီကိုမြစ်ဖြတ်ရေးနဲ့တကြောပြန်မလာနိုင်ရေးကိုသာဆက်လက်ကင်ဆယ်ထားကြောင်းသိရတယ်။ရှင်းပြင်ခရင်ကလွတ်တော်ကိုယ်စားလှယ်လောင်မြနေဖြင့်မိမိရဲ့လုံခြုံရေးကိုအထူးသတိထားကြပြီးပါတီရုံးရဲ့လုံခြုံရေးကိုအလေးထားကြံသတိပေးခဲ့တယ်။ စက်တက်ကဒီဇင်ဘာလ28နှစ်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ90ကျော်မှကိုယ်စားလှယ်9000ကျော်ပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ပြီးဂျန်ဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရတယ်။ဂျန်ဖို့ပါတီကပြည်သူ့လွှတ်တော်မှာအမတ်လောင်165ဦးမြို့သားလွှတ်တော်မှာအမတ်လောင်156ဦးတိုင်းပြည်နယ်လွှတ်တော်မှာအမတ်လောင်969တိုင်းသားလူမျိုးစုလွှတ်တော်မှာ28ဦးစုစုပေါင်းအမတ်လောင်1038ဦးပါမည်ဖြစ်တယ်။စစ်တပ်အတွက်အောင်ရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြည်နယ်တို့ခုရဲမှာစီယုံနိုင်မဲ့နိုင်ငံရေးပါတီ 52ခုနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ပေါင်းရောင်းသိရတယ်။စစ်တပ်အတူအရေးကောက်ပွဲမှာတိုင်းသာစီလောင်းညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း694ဦး၊တသက်ခံပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း682ဦး၊ရှမ်းနယ်တိုင်းသာဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း584ဦး၊ကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း932ဦး၊တောက်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦး၊တိုင်းပြည်နယ်မှာရှင်ပြိုင်မြေဒေသဆိုင်နိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်း960ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း965ဦးပါဝင်ရှင်ပြိုင်မြေဖြစ်ပါတယ်။ ဆလာပီမြိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူနှောက်ကိုဖမ်းဆီးတပ်ဖြတ်ပြီးကြေအရီကိုဇက်တိုက်မီရှုံနဲ့တောင်းနေချီတော်ပြည်သူများထွက်ပြေးနေရမကွေးတိုင်းမြမျိုးနယ်တွင်စစ်ကြောင်းထိုးနေတဲ့ဂျက်ဖတ်စစ်တပ်ကပြည်သူနှောက်ကိုဖမ်းဆီးတပ်ဖြတ်ပြီးကြေအရီကိုဇက်တိုက်မီရှုံနဲ့တောင်းနေချီတော်ပြည်သူတွေပြေးလွှာထွက်ပြေးတိမ်းရှောင်နေရတယ်။အော်တိုဝါ20နှစ်ကစတင်ပြီးပခုတ်ကူတမတရားတိကထွက်လာတဲ့ဂျက်ဖတ်စစ်တပ်စစ်ကြောင်းနိုဝင်ဘာလ9ရက်နေ့မှာမြိုင်မျိုးနယ်တွင်မှပြူစော်ရီယာကိုစတင်ရောက်လာခဲ့ကြောင်း ထိုမှာတဆင်စစ်ကြောင်းကနန်းစီကန်ရကိုစစ်ကြောင်းထိုးပြီးနေ20ကျော်ကိုမိရှုပ်ဖြက်စီကပြည်သူနှုံကိုဖမ်းဆီးပြီးနိုဝင်ဘာလ10ရက်နေ့မှာစောကြီးတောင်မှာတဆင်တရက်ကန်ပြစောတရားရောက်ရှိလာကြောင်းသိရတယ်။တရက်ကန်ပြစောတရားကလည်းနိုဝင်ဘာ10ရက်နေ့မှာစစ်တပ်စစ်ကြောင်းကစောကန်ကျောင်းကိုစစ်ကြောင်းထိုးရောက်ပြီးပြည်သူနှုံတွင်ရှိပစ္စည်းနဲ့မြေပဲခင်းနေကိုပါချိန်သိမ်းခွင့်ရသောကြောင်းနိုဝင်ဘာလ17ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမြန်မြွတ်နယ်စစ်မှုတွေကိုရောက်ရှိလာကြောင်းသိရပါတယ်။ ဝင်ဘာဆန်းနေ့နေ့မှာစစ်တပ်စစ်ကြောင်းမြန်မြွတ်နယ်စစ်မှုနေမှာထွက်ခွာလာလမ်းပိုင်းရှောင်းမှာလမ်းတော်လန့်လာပြည်သူ၅ဦးကိုဖမ်းဆီးကာဝတ်ပုတ်ရာကိုစစ်ကြောင်းတို့ဝရောက်စီနေပြီးစစ်တပ်လေနေစီနေလေးချိန်ပုံစံတိုက်ခိုက်ကနေနှလုံးကိုမိရှုပ်ဖြက်စီခဲ့တယ်။ထို့သောဖမ်းဆီးလာပြည်သူ၅ဦးထဲကမှအသက်၄၀ရွယ်မျိုးသမီးတအုံနဲ့၅၂နှစ်ရွယ်မျိုးသားတအုံကိုဂျပန်စစ်သားတွေကဝတ်ပုတ်ကြရရှေ့ဖုံးတော်ကြီးကျောင်းနီးမှာနှိပ်စက်တပ်ဖြတ်ခဲ့ပါတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကျေးရဆရာကျော်မှတောင်းတဲ့ချီတော်ပြည်သူတွေဘေးလွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျာ။ ဆန္ဒပြတင်ဆက်ပေးမှာကတော့ပေါင်းနဲ့မြန်မြန်နဲ့ဟိုစစ်တပ်ကဂျေယာကရုံမီလီယံနဲ့ပုံစံနေပြီးပြည်သူတွေနေနေမှာမနေရတော့ပဲအတွက်ပြည်နေရမကွေးတိုင်းပေါင်းမြန်နဲ့တွင်ဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျေယာနေနေမြေတွေကိုလေရင်နဲ့ပုံစံတိုက်ခိုက်နေပြီးပြည်သူတွေအတွက်ပြည်တိုင်းရှောင်နေရကြောင်း ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကိုလောင်ကပြောရဲနိုဝင်ဘာ10ရက်နေ့မနက်7:55မိနစ်ခန့်မှာတရောင်းလီတဲကတလာချက်ဖိုက်တာတစီကပေါင်းမြုံနယ်နောက်မြောက်ချမ်းရှိစေကြီးတောင်တဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲပုံကျဲတိုက်ခိုက်တယ်ဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုပြည်သူတွေတိုက်ခိုက်မှုရှိတော့လဲလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်လာမြို့ဆိုရင်အကြောင်းပြည်လျောက်ကိုတွေ့ပြတင်ဆောင်နေရတယ်အလားတူမကွေးတိုင်းမြန်မြုံနယ်ဝက်ပုတ်ရွာနေကိုလည်းဂျပန်စစ်တပ်ကစက်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောတယ် နိုဝင်ဘာလ10ရက်နေ့မော်လယ်12:56မိနစ်ခန့်မှာပကောက်ကူဓမ္မတရားတက်ကတက်လာတဲ့ဆက်တက်လေဒီနစီကမြိုင်မြို့နယ်ဝပုတ်ရွာနေကို၄ချိန်ပုံကျဲတိုက်ခိုက်သွားကြောင်းဂျမ်ဘတ်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ဒဏ်ရာရှိကြောင်းမရှိမှုရှိကြောင်းလည်းသိရတယ်။လက်တလောစစ်တပ်ကပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်တွင်စစ်ကြောင်းများစွာနဲ့စစ်တပ်ကစစ်ကြောင်းထုတ်လာနေကြောင်းဆိုပါစစ်တပ်စစ်ကြောင်းမှပြူစောတဲ့စစ်မှုထမ်းတပ်သားများဖြင့်အင်အားရကြီးပေါင်းလာကြောင်းဒေသပြည်သူတွေထံကနေသိရတယ်။ဆလပီစစ်တပ်မြို့မှာရွှေဆိုင်ဓမြတိုက်ခံရပြီးနောက်မန္တလေးနဲ့ပြည်ဦးတွေမှာစစ်စေးတင်ကျင်နေ စစ်တပ်မြို့ပြင်ဦးလင်မြို့နာမှာရွှေဆိုင်ဓမြတိုက်ခံရတဲ့နိုဝင်ဘာလ12ရက်နေ့ညမှာမန္လေးနယ်ပြင်ဦးလင်မှာစစ်ကောင်စီတပ်ကရှာဖွေစစ်ဆေးရိုက်တင်ကြလိုက်တယ်လို့မြို့ခံတွေကသိရတယ်။မန္လေးမြို့နယ်ပြင်ဦးလင်လမ်းတွေမှာစစ်တပ်ရဲပူးပေါင်းဖွဲ့တွေကလမ်းတော်လမ်းလာတွေကိုတားဆီးပြီးရှာဖွေစစ်ဆေးတယ်။မန္လေးမှာဆိုရင်မြို့နယ်ကျင်းစံနေရာတွေမြို့ဝင်တန်းနေရာတွေမှာအင်အားများပြားချပြီးစစ်ဆေးရလို့သိရတယ်။စစ်သားရဲနဲ့လက်ဝေကန်ပြူစောတိအင်အား15ထက်မနည်းပါနဲ့ဖွဲ့ရတိုင်ချစစ်ဆေးရမျိုးမဟုတ်ပဲရွေလျားပုံစံနဲ့စစ်ဆေးရလည်းဖြစ်တယ်။ပြင်ဦးလင်မြို့ပေါ်နေကကျင်းရီဘက်မှာလည်းအစင်းစစ်ဆေးရပြုလုပ်လာတယ်လို့သိရတယ်။ နိုဝင်ဘာ၁၂ရက်နေ့မနက်ပိုင်းကပြည်ဦးနယ်မြို့နယ်နိုင်စင်နာကအောင်စပယ်ရွှေဆိုင်ကိုတနက်အတူကိုင်းမြို့သားနယ်ကောင်ဝင်ရောက်ဓမြတိုက်ပါတယ်။အဲဒီဖြစ်စဉ်မှာလုံကျွေးမြို့သားတနက်ပစ်ခံလို့တည်ဆောင်ပြီးအနည်းဝင်းကျင်ကသူတွေဝိုင်းဖက်လို့ဓမြတောင်ကိုဖမ်းမိခဲ့ပါတယ်။တအုပ်ကတော့လွတ်မြောက်နေစေလို့လည်းသိရပါပါတယ်ရှင်။နားဆင်အောင်ပေးကြတဲ့အတွက်အတူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။